အားလုံးပဲမင်္ဂလာပါဒီ channel grade to physics ကိုတင်ကြမယ်ဒီ channel ဝါမွေးဖြစ်ပါတယ်ယနေ့တင်စားမာလေးကတော့ Sabrar A interfere and diffraction of light ထဲကနောက်ထပ်ခေါင်းစဉ်ခွဲတစ်ခုဖြစ်တဲ့8.4 diffraction gradient ကိုလေ့လာကြည့်ကြရအောင် ဟုတ်ပြီတချို့တို့ differential grading ဆိုတော့ကဘာလဲဆိုရှင် most warranty application ostly interference you not just to sleep best money approaching 7000 bar centimeter for predicate power ခင်မိလာတဲ့နီးပညာအလျောက်တချို့တို့အရှိမအောင်တော့တုံးခဲ့တယ်လှိုင်းထက်ချင်းဆိုင်ရာမှာတုံးတဲ့ slit တွေသည် slit နှစ်ခုကိုအသုံးပြုလာတယ် လက်တွေ့နေမှာဆိုရင်တီချဲတို့ရည်ရွယ်ချက်အနေနဲ့ဘာရည်သုံးလားလို့ဆိုရှင်အော့စနစ်တစ်ခုချင်းနေသည်ပါစင်တီမီတာလောက်ကွာဝေးတဲ့တောင်ဆပဲတောင်ဆင်မြောင်များစွာသောပါစင်တီမီတာလောက်ပေါဝင်တဲ့လက်စလစ်လေးတွေကိုလက်တွေ့အနေမှာတီချဲတို့အသုံးပြုလာတာဖြစ်ပါတယ် The optical instrument is called the diffraction grating an important tool in optical analysis. အလင်းဆိုင်ရာတရှိရခွဲခြားစိတ်ပြတဲ့လုပ်ငန်းစဉ်တွေအတွက်ဒီ tools တွေအရေးကြီးတယ်။ဘာလဲဆိုရှင် diffraction grating ဆိုတဲ့တရှိရအလင်းကွင်းချင်းဆိုင်ရာဒီ optical instrument တွေဒီအရေးကြီးတော့ စိတ်ပိုင်းပဲဖြစ်ပါတယ်။နောက်တစ်ခုက a depression greeting is an optical device which consists of a large number of parallel slits or sinuses separated by equal of opaque space ဆိုလိုချင်တာကတချို့လိုအလင်းဆိုင်ရာတွေပေါ့လုပ်ငန်းတွေမှာဆိုရှင်ဒီ parallel slit တွေနေများစွာကြီးမားသော parallel slit တွေပါဝင်ပြီးတော့သူကနေပြီးတော့တူညီသော opaque space အနေနဲ့တချို့ကိုထုတ်လုပ်ပေးတယ် ဥမာအနေနဲ့ပြောမယ်ဆိုရင်ဒီဘက်ကပေးခပေးထားတဲ့ ficker လေးပေါ့ဒီ ficker လေးဒီတနည်းအားဖြင့်တချဲတို့တွေသူ့မှာပါဝင်တဲ့ slit တွေဒီစာဖက်တောင်းစင်မြောင်မြားစွာတော့ slit လေးတွေပါဝင်တယ်သူ့ရဲ့တစ်ခုတစ်ခုချင်းဒီပါစင်တီမီတာလောက်ကောင်းဝေးဒါဟုတ်တချဲတို့အသုံးပြုတာဖြစ်ပါတယ်ဟုတ်ပြီဆက်ကြည့်မယ် a differential gradient can dispersalize into its wayland component သူ့မှာရှိနေတဲ့လှိုင်းလေးရတွေရနေမျိုးတချဲတို့အလင်းခွေကျင်းဆိုင်ရာဂုံသက်တီတွေရရှိမယ် Therefore ဒါကြောင့် it is you for the purpose of resolving lines into spectra spectra ဆိုတဲ့တရားလိုအလင်းတွေပေါ့ရောင်စင်တန်းတွေမှာဒီလိုအလင်းကိုညင်းဆိုင်ရနေရမာတွေကိုအသုံးပြုတယ် diffraction grating is there while use at dispersive elements in spectrographic instruments and accuracy to in the study of atomic and molecular composition ဆိုလိုချင်တာကတရားတို့ဒီအလင်းကွင်ချင်းဟာတွေကိုချက်ချင်းပြင်းပြင်းနဲ့ဒီပစ္စည်းတွေအသုံးပြုတယ်ဘယ်လိုနေရာမှာအသုံးပြုတယ်လဲဆိုလို့ရှင် spectrographic instrument ဆိုတဲ့တရားတို့တွေအလင်းကွင်ချင်း grading နဲ့မှာတော့၎င်းနောက်တစ်ခုက acrylic tools in the starry or atomic ဆိုတဲ့တရားတို့အလင်းခွင်အလင်းကွဲဖြစ်စဉ်တွေအတွက်ကို၎င်းနောက်တစ်ခုကကြတော့ဘာရင်သုံးလဲဆိုလို့ရှင် molecular composition ဆိုတဲ့တရားတို့အလင်းခွဲတဲ့တရားတို့ molecule တွေဖွဲ့စည်းတိစောက်ဖို့လည်းဘယ်လိုရှိလဲဆိုတော့နေရာမှာလဲ differential grading ကိုအသုံးပြုတာဖြစ်ပါတယ် tutors or gradient are transmission gradient and refreshing gradient ဆိုပြီးတော့ detail တွေ gradient ကိုနှစ်ပိုင်းခွဲပြီးတော့ detail တွေလေ့လာနိုင်တာဖြစ်ပါတယ် figure show a diffraction gradient which can be manufactured by carving glass what is sure တို့ in a lot number or previously position parallel line တချို့တို့ figure လေးမှာပြသထားတယ်သူမှာဆိုလို့ရှိရင်ဘာကြီးလဲဆိုရင်တချို့တို့ parallel အပြိုင်မြင်းလေးတွေပေါ့နော်မြင်းလေးတွေပါဝင်တဲ့ glass လေးနဲ့ဖွဲ့စည်းထားတယ်ဒီကနေပြီးတော့အလင်းကွေခြင်းဆိုင်ရာနေရာမတွေကိုသိရှိရမှာဖြစ်ပါတယ် the number of line or slip by unit length line by centimeter is called the grating constant သူမှာပါနေတဲ့ဒီ figure လေးတချို့တို့ပြထားတဲ့ figure လေးမှာပါနေတဲ့အစင်းချောင်းလေးပေါ့တနည်းအားဖြင့်ဒီဟာတွေဒီတနည်းတစ်ခုနဲ့တစ်ခုဘယ်လောက်ကွာလို့လဲဆိုရှင် ပါယူနစ်လန်ပါစင်တီမီတာအနည်းနဲ့ကွာဝေးတယ်ဒါဒီတနည်းအားဖြင့် differential gradient ရဲ့ gradient constant တွေကိုဖော်ပြတာပဲဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်ခုနကတီချဲလိုပြောခဲ့တဲ့ depression ပေါ့နော် depression or lies in easeless or depression gradient အလေးနေ ကိုယ်ချင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ display တွေကိုအသုံးပြုတဲ့ဒီ figure လေးပဲဖြစ်ပါတယ်ဒီချေတို့အလင်းတန်းနေ incident light ဆိုတဲ့ဒီချေတို့ incident waveform နေ waveform နေလာမယ်လာတဲ့ခါကျလို့ရှိရင်သူ့မှာဖြစ်နေတဲ့ high gain wavelength နေဖြစ်ပြီးတော့နောက်ဆုံးဒီချေတို့ရဲ့အလင်းတန်းနေဒီ p ဆိုတဲ့အမှတ်မှာစုဆောင်သွားမယ်ဒီမှာဖြစ်နေတဲ့ဒီချေတို့ရဲ့ ပြောမှဆိုရှင်တော့ခေါင်းငယ်ပုံစံလေးတွေပေါ့ group group ပုံစံလေးတွေဖြစ်နေတယ်။ဒါလေးတွေဒီတနည်းအားဖြင့် depression creating အလင်းနေကိုယ်ချင်းဆိုင်ရာဖြစ်သူဖြစ်ပေါ်သွားတဲ့အကြောင်းကို figure လေးနဲ့တကွာဖော်ပြထားတာဖြစ်ပါတယ်။ဒီဘက်က figure လေးကကျတော့ teacher လက်တွေ့နေမှာအာတုံးတဲ့ခါကျလို့ရှင်ပြန်ပြီးတော့ teacher ပုံချမ်းဆွဲတဲ့ခါမှာအသုံးပြုထားတဲ့ figure လေးပဲဖြစ်ပါတယ်။ဒါသည်ဘလို့ပုံလဲဆိုရှင် depression creating အလင်းကိုယ်ချင်းဆိုင်ရာနေရာမတွေကိုရှင်းလင်းတဲ့ခါမှာတုံးတဲ့ figure လေးပဲဖြစ်ပါတယ်။နောက်တစ်ခုလေးလာကြည့်ကြရအောင်။အဲ့ဒါက teacher တို့ Decognition for Machine Man Industry It the same are therefore young diversely ပရောဂျက်နာကဒီမှာခုနကပြောခဲ့တဲ့ depression grading တွေမှာဆိုလို့ရှိရင်ဒီဖြစ်ခဲ့တဲ့ condition အခြေအနေမှာဆို maximum intensity ပြင်းအားတွေများမှုတွေကဘာရင်နဲ့တူလဲဆိုလို့ရှိရင်တချို့တို့အရှိသင်္ကန်းစာတွေမှာလေ့လာခဲ့တဲ့ young diversely experiment အနေနဲ့ဤရာမှာတူတယ်တူညီတယ်ဆိုတာကိုသိရှိရမှာဖြစ်ပါတယ် for maximum intensity to be for fp တချို့တို့တွေအပြင်းအားအများဆုံးပေါ့နော် pmax ကိုရောက်ရှိသွားမယ်ဆိုလို့ရှိရင် the bit different or two ways from adjacent list is equal to an integrand number or wavelength ဒီချေတို့ဒီမှာရှိနေတဲ့ပြမှတ်ကိုရောက်ရှိသွားတဲ့အခါမှာသူ့ရဲ့လမ်းကြောင်းတစ်လျှောက်ကွဲပြားခြားနားမှုဒီ wavelength waste တွေမှာရှိနေကွဲကွဲပြားထားတဲ့ဒီလမ်းကြောင်းတွေရဲ့ပမာဏတွေဒီဘာရီနဲ့တူညီလဲဆိုရှင် is equal to an integrand number or wavelength wavelength တန်ဖိုးတွေရဲ့ integrand ကိန်းပြေတွေနဲ့တကယ်လို့တူညီနေမှာဖြစ်ပါတယ်ဒီလိုချိန်နေကြောင်းပတ်ဒီဖရန့်ကိုယူဆတဲ့အခါမှာ n lambda m d integrand ဒီချေလို့ integrand နဲ့မော်ရလို့ယူဆတဲ့အတွက်ကြောင့် m = 0 1 2 3လို့ဒီချေလို့ယူဆမှာဖြစ်ပါတယ်ဟုတ်ပြီစကြည့်မယ် from figure 8.11ခုနက figure လေးမှာပြသထားတယ် pet different နေဆိုတာကတဲ့ design တိရာနဲ့တကယ်လို့ယူဆတယ်ယူဆတဲ့အတွက်ကြောင့်အပေါ်မှာပြောခဲ့တဲ့ pet different ဒီ lambda နဲ့ယူဆတဲ့အတွက်ကြောင့်အခု pet different ကို design တိရာလို့ပြောတဲ့အကြောင်း pet different နှစ်ခုတူတဲ့အတွက်ကြောင့်တကယ်လို့ရဲ့ ဒီ formula ကတော့ဘယ်လိုဖြစ်သွားလဲဆိုရင် design theta equal to n lambda ဆိုပြီးတော့ gradient constant တွေကိုရှာတဲ့အခါမှာဒီ formula ကိုအသုံးပြုမှဖြစ်ပါတယ်ဟုတ်ပြီဆက်ကြည့်မယ်ကိုရဲ d is the distance between the adjacent state ဒီဆိုတာကဒီ general slit နှစ်ခုသွားခဲ့တဲ့အကွာအဝေးတစ်ခုကိုဒီလိုဆိုလိုနိုင်သလို theta is the angle of depression ထောက်တွေပေါ့အလင်းကွင်ချင်းဆိုင်ရာမှာရှိနေတဲ့ထောက်ပမာဏတွေကိုတီရာလူယူဆသလို lambda is the wavelength of the light အလင်းနေရဲ့အလှိုင်းလေးရပမာဏကို lambda လို့ယူဆမယ် ဟုတ်ပြီနောက်တစ်ခုက am it the aura or maximum ဒီချေတို့တွေဒီမှာရှိနေတဲ့ aura ဘယ်လောက်လဲ1 aura first aura second aura third aura ဒါတွေကိုပေါ်ပြဖို့ရန်အတွက်အချိန်ရတော့ကိုပေါ်ပြတဲ့တန်ဖိုးကို am လို့စီဒီချေတို့ယူဆတာဖြစ်ပါတယ်။ဟုတ်ပြီဆက်ကြည့်မယ်။ it the number of sleeper unit land is n သူ့မှာရှိနေတဲ့တယူနစ်တွေမှာရှိနေတဲ့ number အရေအတွက်အရေအတွက်ကိုဒီချေတို့ an လို့ယူဆတဲ့အခါမှာ d is equal to 1 by n သူသွားခဲ့တဲ့ဒီ sleeper နှစ်ခုမှာရှိနေတဲ့အကွာအဝေးတွေဒီ1 by n နဲ့တူညီကြောင်းသိရှိနိုင်မှာဖြစ်ပါတယ်။ ဟုတ်ပြီနောက်တစ်ခုဆက်ကြည့်မယ် in figure 8.12 figure 8.12မှာလဲ that in no dysfunctional incident white lines at the center center there am equal to 0တိချေတို့ရဲ့အလေးနေပေါ့အဖြူကောင်းလင်းတန်းလေးဒီဒီအလဲပဟိုမှာပဲတရှိနေမယ်ဆိုရင်သူ့ရဲ့ aura တန်မိုးဒီ am equal to 0လို့ယူဆမှာဖြစ်ပါတယ် in the for aura dispersion spectrum အလင်းနေမှာတချို့ရောင်စင်တန်းတွေရဲ့ပထမ aura မှာရှိမယ်ဆိုရင်တော့ longer wavelength red light differ at a greater angle Dan Shorter Wayland Point နဲ့တချို့တို့တွေ First Order မှာရှိနေမယ်ဆိုလို့ရှိရင်သူ့ရဲ့ခရမ်းလိုရောင်ကြီးရဲ့ခရမ်းရောင်ပေါ့အရောင်လေးကိုတချို့တော့တော့မယ်ဆိုရင်သူဒီတို့တိုတော့ line လေးရတွေပေးဆန်းနေဘာတွေထွက်လဲဆိုလို့ရှိရင်အနီရောက်လင်းထက်နေတဲ့ပို့ပြီးတော့တိုတဲ့အလိုင်းလေးရတွေပို့ပြီးပေးထားပေးထားတဲ့အတွက်ကြောင့်သူဒီဘလိုနေရာမှာရှိနေလဲဆိုရှင် first order dispersion spectrum မှာသူရဲ့လိုင်းလေးရ short wavelength နဲ့ long wavelength တွေကို figure လေးမှာလေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်။ ဟုတ်ပြီတချက်ကုနာကပြောခဲ့တယ် fit က8.12မှာ span transfer white light တချက်တို့အလင်းတန်းပေါ့ incident light တော့၎င်း white light တော့လားအလင်းတန်းတစ်ခုလာမယ်လာတဲ့ခါကျလို့ရှိရင်တချက်တို့ဒီလာတဲ့ all in time ပဲ central မှာ time day central ပေါ့တချက်တို့အလဲဘဟုတ် time ပဲသွားမယ်ဆိုသူဒီ zero order မှာရှိနေမယ်အဲ့လိုမဟုတ်ဘဲနဲ့တချက်တို့အလင်းကဖြာထက်သွားမယ် ခုနကတော့လို red light တည်တော့၎င်း violet တည်တော့၎င်းဒီလိုအယောင်စင်တန်းနေဖြာထွက်သွားမယ်ဆိုရင်သူဒီ first aura အနေနဲ့ဒီအကြောင်းကိုဒီ share လို့လေ့လာသိရှိရမှာဖြစ်ပါဒါဒီ depression grinding အလင်းကိုယ်ချင်းဆိုင်ရာဏ္ဍာမတွေကနေလေ့လာတဲ့ figure လေးတွေပဲဖြစ်ပါတယ်အမေဒါကကြတော့တီချယ်တို့ဘလူးသုံးတာလေဆိုရှင် Mercury Spectrum Mercury ကိုအသုံးပြုခြင်းအပြင်တီချယ်တို့ရောင်စင်တန်းနေပေါ့ Mercury ကိုအသုံးခြင်းအပြင်တီချယ်တို့သတ်မှတ်ထားတဲ့ range တွေမှာသူ့ရဲ့ color လေးတွေပေါ်လာချောင်းကိုတီချယ်တို့တွေလက်တွေမှာအသုံးပြုတဲ့ figure လေးပဲဖြစ်ပါတယ် ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုကကျတော့ chero A combatis is an ASMR or refracting grating. တချို့လိုပုံမှန်သုံးနေကြ CD ပြားတွေပေါ့။ဒါတွေဒီလဲ refracting grating အလင်းပြန့်ခြင်း grating တွေပဲဖြစ်ပါတယ်။ A refracting grating is a shiny surface having many fine group. သူ့မှာလည်းဘာတွေပါဝင်မလို့ဆိုရှင်တောက်ပါတဲ့မျက်နှာပြင်ပါဝင်မှသာအလင်းအလင်းကွေ့ခြင်း grating တွေပါဝင်မှဖြစ်ပါတယ်။နောက်တစ်ခုက detrit or a combatis SRE Depression Greeting. ကျွန်တော်တို့ depression grade အနင်းကွင်ချင်းဆိုင်ရာဆိုတဲ့ဒီ series ချက်လေးမှာတိချင်လို့လမ်းကြောင်းတွေဒါမှမဟုတ် data အချက်အလက်တွေကိုထည့်လိုက်တဲ့အခါမှာ producing inspiration or the color of highlight shown in figure တိချင်လို့ဒီလို CD အလွတ်တစ်ချက်ကိုတိချင်လို့ data တွေတွင်းလိုက်မယ်တွင်းလိုက်တဲ့အခါမှာဒီ CD ချက်ကနေပြီးတော့တိချင်လို့အဖြူကောင် highlight တွေ color white color line တွေဆိုပြီးတော့တိချင်လို့ရောင်စင်တန်းတွေ depression grade ဆိုပြီးတော့အလင်းကွင်ချင်းဆိုင်ရာတွေကိုသိရှိလာမှာဖြစ်ပါတယ်ဒါ this pattern due to combat this ရောင်စင်တန်းတွေကိုအသုံးပြုထားတဲ့ combat တွေရဲ့ပုံလေးပဲဖြစ် ်ပါတယ်ဒါဒီတချို့တို့ဒါဆိုရင်အလဲဘဟုဆန္ဒမှာရှိနေတယ်တချို့တို့ white light လေးဒီကနေပြီးတော့နောက်ထပ်ထွက်ပေါ်လာတဲ့ရောင်စင်တန်းတွေကဒီချေတို့နောက်ထပ်ထွက်ပေါ်လာတဲ့ first order တွေဒါဒီ combative ကိုအသုံးပြုခြင်းအပြင် diffraction gradient ကိုလေ့လာလို့ရတဲ့ပုံလေးပဲဖြစ်ပါတယ်။နောက်တစ်ခုလေ့လာကြည့်ကြရအောင်။နောက်တစ်ခုကဒီချေတို့ ASMR 8.4 liver. အော် light of wavelength 457 nanometer illuminance a diffraction gradient 45000 line per centimeter. what is the second aura diffractor grid anchor ဒီကျွန်တော်လိုင်းလေးရ0.57နန်နိုမီတာရှိနေတဲ့ခါမှာသူ့မှာရှိနေတဲ့ diffraction grating ဆိုတဲ့အတန်မှာနံမပေါ့နော်တကယ်လို့ပေးထားတယ်နံမပေးထားတယ်5000လိုင်းမှာစင်တီမီတာရှိနေတဲ့အခါမှာဖြစ်ပေါ်နေတဲ့ second aura မှာဆိုရှင်သူ့ရဲ့ဓာတ်ပမာဏဘယ်လောက်တောင်ဖြစ်သွားမလဲလို့တကယ်လို့ကိုမေးတာဖြစ်ပါတယ် ဟုတ်ပြီတခြားတို့ပေးစံမေးချက်တွေကိုကြည့်မယ်။ဝေးလံတန်မိုးပေးထားတဲ့457 nanometer nano တန်မိုးဒီတန်ပါဝါ -9 ဖြစ်သွားတဲ့အတွက်ကြောင့်457 into တန်ပါဝါ -9 meter သူပေးထားတဲ့ gradient ရဲ့ diffraction gradient ရဲ့ number အရည်အတွက်ကိုပေးထားတဲ့အတွက်ကြောင့် number of slip bar unit length and တယူနစ်မှာရှိနေတဲ့ number အရည်အတွက်က5000 line per centimeter ဖြစ်တယ်။ ဟုတ်ပြီဆက်ကြည့်ကြရအောင် distant between the adjacent နဲ့တချေကူနောက်ကနှုတ်မှရှိနေတယ်သူရဲ့စွန်းနှစ်ခုမှာသွားခဲ့တဲ့အကွာဝေးရဲ့ distant တန်မှုဒီတနည်းအားဖြင့်1 mm နဲ့ထူညီတဲ့ဖြစ်တဲ့အတွက်ကြောင့် d equal to 1 mm equal 1 by 5000 equal to ဒါကိုစားလိုက်တော့တချေတို့အဖြေက2 into 10 power minus 4 cm တချေတို့ cm ကို meter ပြောင်းတော့10 power minus 2နဲ့ထပ်မြောက်တော့2 into 10 power minus 3 meter ဆိုပြီးတော့တချေတို့ရဲ့ distant အကွာဝေးလေးရရှိလာပြီ different angle theta for mr ဒီချေရိုးတွေ mora မှာရှိနေတဲ့သူ့ရဲ့ formula ဒီ design theta equal to m lambda သူက second order အတွက်မေးထားတဲ့အတွက်ကြောင့် for second order equal to m equal to 2ဆိုဒီချေရိုးယူဆမယ် twin to တက်မောက် minus ဒီနေရာမှာဒီချေရိုးဒီနေရာမှာအစားတင်တော့အပေါ်ကရခဲ့တဲ့ twin to တက်မောက်ပါ minus a sin theta ဟုတ်ပြီသူက m က2 order လို့ပြောတဲ့အတွက်ကြောင့် n နေရာမှာ2 lambda နေရာမှာဒီချေရိုးမေးခွန်းမှာပေးထားတယ်457 into တက်မောက်ပါ -9 ဆိုပြီးတော့တချို့ဓာတ်ကို calculation ပြုလုပ်လိုက်တော့ theta equal to 27.19 degree ဆိုပြီးတော့တချို့ second order မှာရှိနေတဲ့သူ့ရဲ့ထောက်တံမိုးလေးကိုရရှိလာပြီးဖြစ်ပါတယ်။ဒါသည်အလင်းခွေကျင်းဆိုင်ရာနေရာမိုင်းနဲ့ပတ်သက်တဲ့ပုံစံလေးပဲဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်။နောက်ကတချို့ review exercise ပေါ့။ review exercise က why can a gradient with smaller gradient constant produce the wider the differential pattern? gradient ဆိုရဲအလင်းခွေကျင်းနေရာမှာတချို့ greeting constant နေဒါသင်းငယ်သွားမယ်သင်းငယ်ဆိုတာထုတ်ပေါ့ထုတ်တဲ့အခါမှာတဲ့သူရဲ့ depression pattern တွေဒီကျဲသွားလားဘာကြောင့်ကျဲသွားလဲလို့တချင်တို့ကိုမိတာဖြစ်ပါဟုတ်ပြီဒီချင်ကဒီလိုဖြစ်မယ် if the greeting constant is more the distant pattern the adjacent state were lar သူသွားနေတဲ့ဒီမှာ greeting constant တက်မှုဒီသွားခဲ့တဲ့အကွာဝေးလျောက်သင်းငယ်တယ်သင်းငယ်တဲ့အတွက်ကြောင့်သူ့ရဲ့တက်မှုဒီ စလစ်နှစ်ခုရဲ့အတန်မှုသည် Warrell ဆိုကြီးမားလိမ့်မယ်။ဆိုတော့ဒါကြောင့် A greeting Warrell smaller greeting constant can produce the wider the depression pattern ။ဒီလိုခြေနေကြောင့် greeting မှာရှိနေတဲ့ greeting constant တန်မှုသည် smaller သေးငယ်စွာထုတ်လုပ်ပြီးတဲ့အတွက်ကြောင့်အလင်းခွေချင်းဆိုင်ရာတန်မှုတွေလည်းတချို့ရော wider ပိုပြီးကျယ်မယ်ဆိုပြီးတော့ဒီလိုလေးဖြေမှာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကြည့်မယ်။ Wider the combatives show the depression pattern ။ ညချရတို့ကခုနအရှိမရှင်းခဲ့တဲ့ competitive ဆိုတဲ့ signature လေးတွေမှာကော depression pattern တွေကို depression pattern ဖြစ်လာဘာကြောင့်လဲလို့မေးတာဖြစ်ပါတယ် since the threat or in competitive r RSA depression pattern the competitive show the depression pattern ဆိုလိုချင်တာကဒီချေတို့ဒီ signature ပြားလေးကို data တွေလမ်းကြောင်းတွေထည့်ပေးလိုက်တဲ့အခါမှာသူကနေပြီးတော့ရောင်စင်တန်းတွေဒီချေတို့ white light တွေ violet တွေ red တွေဒါတွေထွက်ပေါ်လာမယ်ဒါဒီတနည်းအားဖြင့် competitive မှာဖော်ပြထားတဲ့ depression pattern တွေဆိုတာကိုသိရှိရမှာဖြစ်ပါတယ် ဟုတ်ပြီနောက်တစ်ခုကြည့်ကြရအောင် what are the different between the interferer and diffraction interferer ဆိုရယ်လိုင်းထက်ခြင်းနေနဲ့ဒီချေတို့လိုင်းထက်ခြင်းနေ diffraction ဆိုရယ်ဒီချေတို့လိုင်းကွေခြင်းနေရဲ့ကွဲပြားခြားနိုင်ချက်ကဘာလဲလို့မိတာဖြစ်ပါတယ်ဟုတ်ပြီကြည့်ကြရအောင် interferer or light waves in the modification in the distribution of light energy industry one two or more ways superpower each other သူ့မှာရှိနေတဲ့လိုင်းလေးရနှစ်ခုသုံးဖို့နှစ်ခုထပ်ပို့တဲ့ဒီကတစ်ခုကတစ်ခု လိုင်းတွေကဘလို့ဖြစ်မယ်ဆိုရင်စမ်းအင်တွေပေါ့စမ်းအင်တွေများပြားစွာနဲ့ထုတ်လုပ်ပေးမယ်ဆိုရင်သူဒီနောက်ဆုံးမှာဘလို့အနေနဲ့ဖြစ်ပေါ်လဲဆိုရင် interference online ဆိုရင်လိုင်းထက်ခြင်းနေရာမှာကိုဖြစ်ပေါ်မှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုက diffraction ဆိုရယ်လိုင်းတွေကိုကျင်း diffraction the bunny or waves around the corner or an obstacle or through an aperture into the region or geometric shear or the obstacle or aperture ဆိုရဂျင်နာကတီချဲတို့လိုင်းလျက်တစ်ခုကိုတားဆီးထားတဲ့ဒေါင်းဒီပေါ့ဒေါင်းတနေရာမှာတားဆီးထားတဲ့နေပယ်ဒီဖိတ်ဆို့ထားတဲ့နေရာတစ်ခုကိုရောက်သွားတဲ့အခါမှာဒီနေရာဒီမှာဆို geometric နေရာအလင်းတွေက share တို့ပြန်ပြီးတော့တီချဲတို့နောက်ဆုံးမှာပြန်ထွက်လာတယ်တနေရာပြင်လိုင်းနေကိုယ်ပြီးတော့ပြန်ဖြစ်ပေါ်လာတာဒီတနေရာပြင် diffraction gradient တွေပဲဖြစ်ပါတယ်ဒါဒီ interference ဆိုရတဲ့တီချဲတို့ line ထက်ချင်းနေ diffraction ဆိုရဲ line ကိုယ်ချင်းနေရာနေပြီးတော့ကွဲပြားခြားနားချက်နှစ်ခုကိုပေါ်ပြထားတာဖြစ်ပါတယ်နောက်တစ်ခုလေ့လာကြည့်ကြရအောင် နောက်တစ်ခုကတချို့ what is the different between the depression gradient and prison တချို့တော့၃မြောက်ဖန်တုံးနဲ့ဒီအလင်းကွေခြင်းတွေရဲ့ကွဲပြားခြားနှက်ကဘာလဲလို့တချို့တို့ကိုမေးတာဖြစ်ပါတယ်ဟုတ်ပြီ the prison achieves depression due to the different in the material refracting index according to the wayland ဒီ line လေးက refracting index ဒီမှာဆက်လက်ပြီးတော့ဒီ အရာဝတ္ထုမှာကွဲပြားစွာနဲ့တရားရုပ်ကိုအလင်းနေကွဲပြားစွာထွက်ပေါ်လာတယ်။ဒါသည်ပရင်စတင်ကိုအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့နေရာမှာဖြစ်သလို However သို့တော်လည်းပဲ The diffraction gradient you the different in diffraction direction for e wavelength due to the interference လိုင်းထက်ချင်းလိုင်းနေမှာတချေလို့ဝေးလန့်ဆိုရယ်လိုင်းလေးရည်တစ်ခုနဲ့တစ်ခုထက်ချင်းအတော်တွင်းနေကြအောင်နောက်ဆုံးမှာဒီကနေပြီးတော့ duration တွေကွဲပြားပြီးတော့ဘာတွေဖြစ်ပေါ်လာဆိုလိုင်းထက်ချင်းကွဲပြားမှုတွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ဒါသည် diffraction gradient ရဲ့ ီချေတို့ different နဲ့ diffraction gradient နဲ့ piston လေးရဲ့ကွဲပြားခြားနံကြံကိုဖော်ပြထားတာဖြစ်ပါတယ်။ဒီနေ့သင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။ဒီချက်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။